ော်ဒီနေ့နိုဝင်ဘာလ9ရက်နေ့တောက်ကြနေ့တရက်တာတပတ်တာစေပေးမနေ့တရက်တာအတွက်ဖြစ်ပျက်လာနေကြတဲ့ကမ္ဘာ့ရွှေစည်းကွက်အနေထားကိုကျွန်တော်တုံ့တက်ပြချပြသွားဖြစ်ပါတယ်အခုတော့ line နေမကောင်းတော့ဘောနော်ကျွန်တော်တို့အကောင့်ဘက်ကကြည့်မယ်ဆိုရင်တော့ကျွန်တော်တုံ့တက်ချက်ဗီဒီယိုတွေကိုလိုရင်းတူရှင်ဘောနော် short to the point ပဲကျွန်တော်ရိုက်တော့ရိုက်ပြတော့မယ်ဘာလို့ဘာလို့လဲမသိဘူး line မကောင်းတော့ကျွန်တော်တို့အာတုံ့တက်ချက်ဗီဒီယိုတွေကိုတော့ကျွန်တော်တို့အရင်ကလို့10မိနစ်15မိနစ်တည်းအကြာကြီးကြည့်ဖို့လဲအဆင်မပြေနိုင်တယ်လို့ကျွန်တော်ဘက်ကလည်း အဲ့လောက်ကြာကြီးလိုင်းကမနက်ခင်းပိုင်းတော့ပဲကောင်းတာဆိုတော့မနက်ခင်းပိုင်းနဲ့ညနေပိုင်းပဲကောင်းတာဆိုတော့အဲ့လောက်ကြီးရိုက်ဖို့အရှိကြီးရိုက်ဖို့ကြာတဲ့အဆင်ပြေတာဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုလုံရင်းတူရှင်းမှာကျွန်တော်တုံးသက်ပြောကြပြတော့မှာဖြစ်ပါတယ်ဒီနေ့မနက်မှာကမ္ဘာချွေစရာကျွန်တော်တို့အဲတုံးကိုခွန်ချောင်းမှာဈေးပွင့်လာခဲ့တယ်လက်ရှိချိန်ဒီအမြင့်ဆုံးနေ၄000တုံးဒီတက်ခဲ့တယ်အနေဆုံးနေနဲ့ကျွန်တော်တို့ကတော့၃ကိုအဖွင့်ဈေး၃ကိုခွန်ချောင်းခွန်ငန်းဒီပဲကြာခဲ့နော်လက်ရှိမှာတော့၃ကို၃၃ကို၄ဈေးတန်းမှာဈေးပြင်းနေတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ် ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ဘူတဝူးနေရနေပြီးတော့အခုချိန်ဒီနေ့အထိပေါ့နော်ကျွန်တော်တို့ကဘာရွှေစီရကျွန်တော်တို့ရှိရတိုင်းတိုင်းအပေါ်စီ4040နဲ့အောက်စီ3930ကြာစီအတက်ကြာပြင်းနေခြင်းဖြစ်ပါရှိရဆိုတော့6ရက်ပဲပြောမှာပေါ့နော်6ရက်တိုင်းတိုင်းကျွန်တော်တို့ဒီကြားမှာပဲအတက်ကြာပြင်းနေခြင်းဖြစ်ပါတနည်းအားဖြင့်လက်ရှိကမ္ဘာရွှေစရာတက်နေရလဲမဟုတ်ကြာနေရလဲမဟုတ်စီးငိမ်တဲ့အနေအထားပြင်းနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ market ခေါ်ရဆို site ဝေးပြင်းနေခြင်းဖြစ်ပါတယ် ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့အဲ့လိုစီးငိမ့်တန်နေတာပြီးနေတဲ့ site ဝေးပြီးနေတဲ့ကဘာချွေစီကိုကျွန်တော်တို့ဘလိုမျိုးအယောင်းဝယ်လုပ်ရမလဲအချိန်တနာရီအတိုင်းတောင်ကျွန်တော်တွားကြည့်ပါမယ်ဒီနေ့ကဘာချွေစီကျွန်တော်တို့440စီးတန်းအထက်မှာအချိန်တနာရီအတိုင်းတောင်ပိတ်စီနဲ့ဖောက်တက်ပြီးတော့နော်မပိတ်မချင်းကဘာချွေစီကိုကျွန်တော်ဘလောက်ထက်တက်တန်းရောင်းလို့ရပြီးတော့400အထက်တက်တန်းရောင်းလို့ရပါတယ်400အထက်တက်တန်းတက်တန်းရောင်းလို့ရပါတယ် အဲကိုကအရှုံးပိုင်းဈေးတန်းကိုလွတ်လွတ်ကင်းကင်းပေးခြင်းနဲ့ဆိုရင်တော့၄၄၀အထက်မှာပေးပါအမြတ်ပိုင်းဈေးတန်းကတော့အနည်းဆုံးကျွန်တော်တို့3980တောက်ထိယူလို့ရတယ်အများဆုံးအနေနဲ့ကျွန်တော်တို့ဒီ3930တောက်ဝန်းကျင်ထိယူလို့ရပါတယ်ဒါကကျွန်တော်တို့အယောင်အတွက်ပေါ့နော်အဝယ်အတွက်ဆိုရင်တော့ကျွန်တော်တို့တကယ်လို့ကမ္ဘာရွှေ့စရာကျလာလို့ဒီ3930ဈေးတန်းတောက်ဝန်းကျင်ရောက်လို့ဒီလိုမျိုးဈေးအသက်3 ခက်ကြီးကြီးတုံးပေါ့နော်ဒါမှမဟုတ်အလယ်လယ် site တော့ရှိတဲ့ဈေးအသက်တုံးပေါ့နော်ဒီလိုအစိမ်းအောင်တုံးနေတုံးပြီးပြီဆိုရင်ကျွန်တော်တို့ကဘာရွှေကိုကျွန်တော်တို့ရေတိုပြန်ဝင်လို့ရပါတယ်အရှုံးပိုင်းဈေးတန်း3930ဈေးတန်းအောက်မှာပေးပါအမြန်ပိုင်းဈေးတန်းအနည်းဆုံးကျွန်တော်တို့3960လောက်ထိယူလို့ရတယ်အများဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာအာ4000ဒါမှမဟုတ်လည်း4040လောက်ထိယူလို့ရတယ်ဒါဖြစ်နိုင်မယ်ဆိုရင်တော့4000လောက်ထိပဲယူတာပို့ပြီးတော့ကောင်းပါတယ်ခင်ဗျဟုတ်ပြီတကယ်လို့ပေါ့ဒီတနေ့တာတင်တာကဘာရွှေစေးတာပေါ့နော်ဒီ4040စေးတန်းအထက်မှာ အချိန်တနားအတိုက်တာပေးစေကျွန်တော်တို့ market ခေါ်ရ H1 book canvas နဲ့ဖောက်တက်ပြီးပိတ်သွားတယ်ဆိုရင်ဈေးအတက်အားကောင်းကောင်းနဲ့ဖောက်တက်ပြီးပိတ်သွားရင်တော့ကမ္ဘာရွှေကိုကျွန်တော်တို့ live ware ပါ၄100လေး၄120အထိဈေးအတက်မြင်ရနိုင်ပါတယ်ကျွန်တော်တို့အမြတ်ပိုင်းဈေးတန်း၄100လောက်ဒီပေးပါတော့အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်၄120အောက်လောက်မှာပေးပါခင်ဗျ အဲ့လိုပဲကျွန်တော်အောက်ဖက်ကပေါ့ဒီ3930စီးတန်းအောက်မှာကဘာရွှေစီပေါ့နော်ကျွန်တော်တို့အချင်းတနားရဲ့အတိုင်းတာအပိစီဒီနေ့တနေ့တာတွေပေါ့နော်ကဘာရွှေစီအချင်းတနားရဲ့အတိုင်းတာအပိစီဈေးအကြအကောင်းကောင်းတနည်းအားဖြင့်ကျွန်တော်တို့ market ခေါ်ရ H1 bear candlestick နဲ့ဖောက်ကြပြီးပိတ်သွားရင်နော်ကဘာရွှေကိုကျွန်တော်တို့လိုက်ရောင်းလို့ရပါတယ်အမြတ်ပိုင်းစီးတန်းကျွန်တော်တို့3880 3890အထိယူလို့ရပါတယ်အရှုံးပိုင်းစီးတန်းကတော့ကျွန်တော်တို့3940အထက်လောက်မှာပေးပါခင်ဗျဒါဒီနေ့ကဘာရွှေစီကိုအယောင်းဝယ်လုပ်ရမယ့်စီးတန်းလေးလေးဖြစ်ပါတယ် ဒီနေ့ကပတ်ချွေစရာကျွန်တော်တို့အာအပေါ်စီအောက်စီတို့ကြည့်ပြီးတော့အဝယ်ရောင်းလောက်မှာဖြစ်ပါတယ်ဒါမှကျွန်တော်တူဦးတဲ့အမြင်ကတော့ကျွန်တော်ကတော့အယောင်းဘက်ကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးခြင်းပါလေခင်ဗျပြီးတော့ဒီနေ့ကကျွန်တော်တပတ်တာဈေးပေးမယ်နေပြတာပြတဲ့ကောင်ပါဒီနေ့တပတ်တာပေးစီပေးပေါ့ပိရင်ဈေးအတားအကောင်မလဲပေအောက်ပိရင်ဈေးအကြာအကောင်မလဲဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်ဒီနေ့တပတ်တာပေးစီရတယ်ကျွန်တော်တို့ဒီတိုင်းမှာပဲဒီနေ့တပတ်တာပေးစီတာကျွန်တော်တို့၄040အထက်မှာပြန်ပိတ်နိုင်ခဲ့တယ်ဆိုရင်တော့ကဘာရွှေကိုကျွန်တော်တို့နောက်တစ်ပတ်ထဲမှာ အနည်းဆုံး4300အထက်ထိဈေးအသက်မျောလို့ရပါတယ်ဈေးပြန်တက်ပါလိမ့်မယ်မဟုတ်ဘဲနဲ့စံကျင်မှန်းနေတဲ့ဒီနေ့တပတ်တာအပိတ်ဈေးဒါအာကျွန်တော်တို့3930အောင်မှာပိတ်သွားခဲ့ရင်တော့နောက်တစ်ပတ်တဲ့ကဘာရွှေဈေးကိုအနည်းဆုံး3800အထိဈေးအကျမျောလို့ရပါတယ်အများဆုံးအနေနဲ့ကျွန်တော်3900အထိတော့ကြာနိုင်ခြေရှိပါတယ်ခင်ဗျအဲ့ဒါပြတဲ့ခါမှာကျွန်တော်ဒီနေ့တပတ်တာပိတ်ဈေး၄၄၀အထက်ပိတ်သွားမလား၃၉၃၀အောက်ပိတ်သွားမလားဒါမှမဟုတ်ပြီးခဲ့တဲ့အပတ်ကလိုပဲ ီ၄၄၀နဲ့3930ကြာပဲပိတ်ပြီးတော့နောက်တစ်ပတ်ပါလဲဈေးညင်တက်အနေဒါဆက်ပြီးမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါကနိပညာပိုင်းပေါ့နော်။ဒရင်ပိုင်းကျွန်တော်တွားကြည့်မှာဆိုရင်ဒရင်ပိုင်းမှာတော့ကျွန်တော်ဒေါ်လာအင်တက်ဂျီ69အထက်မှာပဲရှိနေတော့မယ်။69အထက်မှာပဲရှိနေတော့ပြတ္တကာမှာကဘာရွှေရတော့ကျွန်တော်တို့အကြပဲတွားဖို့အခွင့်အလမ်းတော့ရှိနေတော့မှာခင်ဗျ။ဒေါ်လာအင်တက်69အောင်မစင်မချင်းတော့ကဘာရွှေစီဒရင်ပိုင်းရပြန်ထောင်တက်ဖို့မလွယ်သေးပါဘူး။ တော့ဒီညမှာကျွန်တော်တို့ data ဘာ data မှမရှိပါဘူး။ဒါပေမဲ့တပတ်တာဈေးပိမင်းညဖြစ်တဲ့အခါမှာဒီညမှာကမ္ဘာ့ချွေစရာဈေးဆွတ်တင်ဆွဲချများစွာရှိနိုင်ပါလေ။အဲ့ဒါကိုအထူးတတိထားပြီးတော့အယောင်းဝယ်လုပ်ဖို့တိုက်တွန်းခြင်းပါလေ။ဒီနေ့ကကျွန်တော်တို့အာအမြင်အပေါ်ဈေးအောက်ဈေးတို့ကြည့်ပြီးတော့အဝယ်ရောင်းလုပ်ရတဲ့ဆိုပေမဲ့အဝယ်ရောင်းလုပ်တင်တဲ့ဆိုပေမဲ့လည်းကျွန်တော်အမြင်ကတော့ကျွန်တော်တူတဲ့အမြင်ကတော့ကျွန်တော်ကတော့အယောင်းဘက်ကိုပို့ပြီးတော့ကြိုက်မိပါလေ။အဲ့ကြောင့်ကျွန်တော်ကတော့အယောင်းကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးပါမယ်ခင်ဗျ။ဟုတ်ကဲ့ဒါလေးကကျွန်တော်ရင်ဒီနေ့ အဲနှုံဘာလာခုနှစ်ရက်နေတောက်ကြနေတဲ့တာကဘာရွှေစည်းကွက်သုံးချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုသုံးချက်ဗီဒီယိုတွေကိုအတူတိတ်အချင်းချင်းတပင်းကြီးကြည့်နေဆိုရင်တော့ကျွန်တော် YouTube channel ကျွန်တော် Telegram channel ကျွန်တော် TikTok account တွေကို subscribe ဖြတ်အောင် follow လေးလုပ်ထားကြပါခင်ဗျာ